ဟယ်လိုအားလုံးမင်္ဂလာပါဖိုးဘောမချန်ကနေယူဆိုပါတယ်ပရီးမီးယားလိပွဲစဉ်30ဖြစ်ကျွန်တော်တို့ကလန်ဒန်ဒါဘီဖြစ်ပေါ့နော်စပါးနဲ့ချယ်ဆီတို့ရှင်ပြိုင်ကစားပါမယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကပွဲကြိုသုံးသက်ချက်ကျွန်တော်ပြောကြည့်အောင်ပါဘယ်အသင်းကအနိုင်ရလက်ရအောင်ပုံဖော်သွားနိုင်မလဲတည်ရည်ပဲကျွန်တော်ကြာသွားမလားပေါ့နော်ဆွေးနွေးကြည့်အောင်ပါအားလုံးမင်္ဂလာပါဆိုတော့ ဒီကလနဲ့တင်းရဲ့လက်ရှိအခြေအနေတွေဘယ်လိုရှိနေသလဲ injury ပြဿနာတွေဘယ်သူတွေလွဲချော်နိုင်ဖို့ကျွန်တော်ရှိနေသလဲဒါအပြင်ကျွန်တော်အနေနဲ့ပေါ့နော် back exam တွေက suspended ဖြစ်ထားသလဲနှစ်တင်းစလုံးရဲ့နောက်ဆုံး form တွေပြိုင်ပွဲစုံတွေ premier league တည်တံ့တွေဘယ်လိုရှိနေသလဲဖြစ်နိုင်ခြေရှိတဲ့ပွဲထွက်လူစင်းတွေရဲ့အပြင်ကျွန်တော်သာဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော် premier league မှာတော့ဒီကလနှစ်တင်းကဒီမတူညီတဲ့အခြေအနေမျိုးတွေမှာရှိနေတယ်ပေါ့နော် ဲစပားကတော့ပြီးခဲ့တဲ့ကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်ကိုမှတော့ Everton ကွင်းမှာ၃ဂိုးကိုမရှိဆိုတဲ့ရလနဲ့ကျွန်တော်တို့အနိုင်ရတယ်။ကောင်းတိုင်ဘောတွေအများကြီးနဲ့ကျွန်တော်အနိုင်ရခဲ့တာဖြစ်ပြီးတော့ Chelsea ရဲ့ဘက်ကတော့အိမ်ကွင်းမှာ1 2ဆိုတဲ့ရလနဲ့ Sunderland ကိုရှုံးနိုင်သွားခဲ့တယ်။ဆိုတော့နှစ်သင်းစလုံးရဲ့အခြေအနေတွေကအဲ့ဒါလောက်ထိကျွန်တော်တို့ကွာခြားပါတယ်။ဒါအပြင်ကျွန်တော်အဆင့်ရတီမှုကိုကြည့်မယ်ဆိုရင်လည်းပဲဟိုဝေဖန်မှုတွေများနေတယ်။ injury ပြဿနာတွေကြောင့်အဓိကကစားမားတွေကိုလက်လွတ်ထားရတယ်ဆိုပေမဲ့လည်းစပါးဟာအဆင့်3အထိကိုရောက်နေရပါ အဆင့်၃မှာဆိုလို့ရှိရင်ကျွန်တော်တို့သူ့ထက်မှာအာဆင်နယ်နဲ့ဘုံမောက်တော့ပဲကျွန်တော်ရှိပြီးတော့18မှတ်တိသူတို့ယူထားနိုင်တယ်အင်ဂျင်စပါက၉ဘွဲကံပြီးတဲ့အချိန်မှာ၅ဘွဲထိနိုင်ထားပါတယ်၂ဘွဲတည်၂ဘွဲရှုံးဆိုတဲ့ရလနဲ့တိုက်စစ်က18ကိုတွင်ရင်ခန်စစ်က9ကိုပြန်ပြီးထားရပါတယ်သောမတ်ဖရန့်ရောက်လာအပြီးမှာစပါရဲ့ခန်စစ်တွေကဗောနော်တော်တော်လေးကိုကြစ်လက်မှုတွေရှိလာတာကိုကျွန်တော်တွေ့ရမှာပဲဆယ်ချဲလ်စီရဲ့ဘက်ကတော့ ဒီအာဒီမှာဒရမာပေါင်းစုံနေပါနော်အနီကက်အနီကက်တွေကိုဇက်တိုက်ထိတာမျိုးတွေနော်မဖြစ်တဲ့ပွဲစဉ်တွေမှာဟိုမဖြစ်ရုံးကန်ခဲ့ရတာမျိုးတွေအနိုင်ရတဲ့ပွဲစဉ်တွေမှာအနိုင်မရခဲ့တာမျိုးတွေရှုံးပွဲတွေဆက်တဲ့ကာလတွေပဲကြုံခဲ့ရတာမျိုးတွေဒါမျိုးတွေနဲ့ဒရမာပေါင်းစုံတွေရှိနေပြီးတော့အဆင့်6ကိုရောက်နေတယ် ကိုပွဲကံပြီးတဲ့ချိန်မှာ၄ပွဲရှုံးနေအ၄ပွဲနိုင်ရထားပြီးတော့၂ပွဲတည်ကြထားတယ်၃ပွဲရှုံးနေထားပါတယ်တိုက်စစ်က18ကူရထားပြီးတော့ခန်စစ်က17ကူကျွန်တော်ပြန်ပြီးထားရတယ်အရင်ကြီးစိုးဝါတဲ့အနေထားမဟုတ်ပြီမဲ့လို့ဖြစ်တဲ့ပွဲစဉ်တွေကိုအနိုင်မယူနိုင်တဲ့အတွက်အဆင့်ကူတွေပါတွေကို Chelsea ကရောက်နေရတာပါဆိုတော့ဒါကြောင့်မနော်ဒီပွဲကကျွန်တော်အနေနဲ့ Chelsea နဲ့ Spurs ရဲ့ဂျာတဲ့မှာအဆင့်ရက်တီမှုရတော့ကွာဟမှုကကျွန်တော်တော်တော်လေးကြီးတယ်ပြုတ်တော်လည်းပဲနောက်ပိုင်းပွဲစဉ်တွေကိုကျွန်တော်ကြည့်နေရင်အဲ့လောက်ထိကွာဟမှုကျွန်တော်မကြည့်တော့ဘူး စပားနဲ့ပတ်သက်လို့ကျွန်တော်စပြောကြည့်အောင်ပါစပားကတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီချီနီပေါ့နော်ထပ်ပါတော့ရသတင်းတွေကိုကျွန်တော်ကြည့်ကြည့်ရင်စပားဘက်မှာဆိုလို့ရှိရင်ကျွန်တော်ဟိုလွဲချုံမဲ့ကစားမားတွေတော်တော်လေးကိုများပါတယ်နီးပြပြတဲ့ Thomas Frank အတွက်ကအဓိကကစားမားအများစုကိုဒီရာဒီမှာလွဲချော်ထားရတဲ့သူ့အနေနဲ့ပေါ့နော်တော်တော်တိုင်ပတ်ပါတယ်ဆိုတော့အခုဆိုလို့ရှိရင်ထပ်ပါတော့ဘဇူးမားတို့ကစားမားမျိုးတွေကျွန်တော်ပါဖို့မရှိဘူးဒီလိုရှင်ကျွန်တော်ဒါဆိုလန်ဂီတို့လိုကစားမမျိုးတွေ angle injury တွေကြောင့်ပါဝဲကျွန်တော်တို့ဘောနော်မတိကြဘူးအဲ dragusin ကလူဆက်စကီဂျိမ်းစ်မက်ဒီဆင်ဘန်ဒေးဗစ်နဲ့ပေါ့နော်ကျွန်တော်ဒါအဲဒါရိုမဲရိုရိုမဲရိုတော်မှာပေါ့နော်ကျွန်တော်အနေနဲ့ဒါမတိကြသေးတဲ့အခြေအနေမျိုးပါပြီးလို့ရှိရင်ဘယ်နောက်ကန်လူဥဒူဂီတို့လိုကစားမလေးကဒူဒန်ယာတွေအာကီဂရီတို့ကလည်းခြေစလုံးကြွက်သားဒန်ယာတွေပြီးလို့ရှိရင်တောင်မန်ကစားမလေးဖြစ်တဲ့ပေါ့နော်ကျွန်တော်ဒါဝယ်ဆန်အော်တိုဘတ်တို့ကလည်း ကျွန်တော်တို့ဒီ injury ပြဿနာတွေချို့ဒီကြုံထားတာဆိုတော့ဒီကစားမတွေကတော့တေချာပေါက်လွဲမဲ့သူတွေတော့မဟုတ်ဘူးပေါ့နော်ဒီပွဲမတိုင်ခင်မှာတေချာပြန်ဆင်းစစ်ရမဲ့သူတွေဒါပေမဲ့အထက်မှာပြောခဲ့တဲ့ကစားမတွေကကုလူဆက်စီတို့အုပ်စုကလုံးဝကိုလွဲချုံမဲ့ချင်းဒီမျိုးတွေဆိုတော့တွေးကြည့်ရင်စပားမှာက injury ပြဿနာပိုင်းကတော်တော်လေးကိုကြီးနေတဲ့တဲမှာပါတယ်အဲ Newcastle နဲ့ပွဲမှာကျွန်တော်တို့ပေါ့နော်စပားကရှုံနေခဲ့တယ်အဲ့ဒီပွဲမှာမပါနိုင်ခဲ့တဲ့ဒီဂိုးသမား Vicario ကပြန်ပြီးတော့ပွဲထွက်လာဖို့ရှိပါတယ် เนาะပြန်ပြီးတော့ပွဲထွက်လာဖို့ကျွန်တော်ရှိတယ်ဆိုတော့ Chelsea ဘက်က injury သတင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Chelsea မှာအဓိကကအနီးကပ်တွေပါနေကြောင်းပေါ့เนาะတိုက်စစ်မှုဖြစ်တဲ့ DMD lab ကတော့လွဲပါမယ်ဆိုတော့နီးပြဖြစ်သူကတော့တော်တော်လေးကိုဒေါသထွက်နေတယ်ပေါ့เนาะသူတို့ဒီလိုပွဲမျိုးမှာအတုံးချဖို့အတွက် injury ပြဿနာကနေပြီးတော့ပြန်ကောင်းလာတဲ့ကစားသမားကို9မိနစ်10မိနစ်လောက်အတောတွေမှာနှစ်ဝါတင်းနည်းထုတ်ပေးခံရပြီးတော့ မလိုအပ်တဲ့ပွဲမှာမလိုအပ်တဲ့အပြုမှုကြောင့်ဖြစ်ခဲ့ရတယ်ဆိုတော့လေမာရက်စကာကတော်တော်လေးကိုဒေါသထွက်နေပါတယ်ဆိုတော့လီယမ်ဒီလက်ကတော့ suspended ဖြစ်တဲ့အတွက်ပါနိုင်ဘူးကျွန်တော်မရှိဘူးပေါ့နော်အဲဒါအပြင်ကျွန်တော်အနေနဲ့ဒါထားပါတော့ဂျောက်ဘက်ထူထူပါတို့ကတော့ပုံမှန်ပွဲထွက်လာမယ်အနေထားမျိုးပေါ့လေဆိုတော့ကျွန်တော် Liverpool ဝဲတို့လိုကစားမတွေကရရှိလွဲမယ်နော်မူဒရစ်ကတော့လုံးဝကိုပေါ့နော်ကျွန်တော်ကကစားလို့မရဘူးပြီးလို့ရှိရင်ဘာရီယယ်ရှိလို့ကျွန်တော်ရှိမယ်နောက်ပြန်တဲ့ခရူပါမာလို့ကျွန်တော်လွဲမယ်ဆိုတော့တွေးကြည့်ရရင်အဓိကလို့ပြောလို့ရမယ်ကစားမတချို့ Chelsea ဘက်မှာပါလာဖို့ကျွန်တော်မရှိပါဘူးเนาะဆိုတော့ ဖြစ်နိုင်ခြေရှိတဲ့ပွဲထွက်လူစင်ကိုကျွန်တော်ကြည့်ကြည့်ရင်ချက်စီအစပားဘက်မှာတော့ဂူဒမဗီကာရီကိုရှိမယ်နောက်တန်းလေးယောက်နေရာမှာဆိုရင်ပက်ထရိုပိုလိုရှိမယ်ပြီးရင်စပန်စ်ကျွန်တော်တို့ပါမယ်ဘောနော်ဥဒူဂီဆိုရတဲ့စပန်စ်ပါမယ်မီကီဗန်နီဗန်တေချာပေါက်ပါဖို့ရှိပြီးတော့မတေချာတာကခရစ်စတီယန်ရိုမေရိုပါရိုမေရိုမပါပါဖို့မတေချာဘူးဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒါဘန်ပါလဲဒန်ဆိုတို့ပါလို့ပဲရှိတယ်ဘောနော်ဒန်ဆိုကလည်းအမှန်တမ်းပြောရင်အဲ့လောက်ကြီးတိမကောင်းဘူးတိုးတော်လည်းပဲသူပဲကျွန်တော်ရှိတယ်ဒရဂူစင်လည်းသူကဒန်ယာကရနေတော့မယ်ကိုအဲ့တော့စပါးနောက်တန်းက ရူမေရူကတော့မတိကြဘူးလို့ကျွန်တော်ပြောရမယ်။ကွင်းလယ်မှာဆိုလို့ရှိရင်တော့ရိုဒရီဂိုဘန်တန်ကကစားနေပြီးပြီးလို့ရှိရင်ကျွန်တော်ဂျာဝပယ်လီညာကလည်း defensive mid မှာတော်တော်လေးကောင်းနေပြီးတော့ဒါ number 10ရိုးနေရာမှာဆိုလို့ရှိရင်ကျွန်တော်ဘယ်နော်ဂျာဗီစီမွန်တို့ကစားမတွေပါလာမလားပေါ့ဒါမှမဟုတ်ရင် Lucas Vidal တို့ကစားမမျိုးတွေကိုတုံးပြီးတော့စီမွန်ကိုတောင်းပန်ကိုထုတ်မလားပေါ့နော်။ပြီးရင် Kudus ကတော့ right wing မှာတော်တော်ကောင်းနေတာ။ Tyce ကတော့ကျွန်တော်အနေနဲ့ပေါ့နော်။ Odubar တို့ဘာလို့တောင်းမှမတိကြဘူးဆိုရင်နော် Matisse တို့ဘာလို့တောင်းမှမတိကြဘူးဆိုရင်တော့ Randy Kulumuani ကိုတုံးဖို့ပဲကျွန်တော်ရှိပါတယ်။စပါးမှာက option တွေကရှိတယ်။ဒါပေမဲ့လို့ option အများစုက injury တွေကြုံနေရတော့ခက်တာပြသေးလား။အဲ့တော့ကျွန်တော်ဒါကဖြစ်နိုင်ခြေရှိတဲ့လူစင်း Chelsea ဘက်မှာလည်းသူ့ဟာနေသူကောင်းတဲ့ကစားမတွေပြန်ပါလာပါပြီ။ပြီးခဲ့တဲ့ midweek ပွဲဒီ Wuban နဲ့ပွဲမှာဆိုလို့ရှိရင်လည်းကစားမတွေကိုအနာပေးထားခဲ့တာတွေကျွန်တော်တို့ရှိတော့ဒီပွဲကသူရဲ့အကောင်းဆုံးလူစင်းကိုပြန်ပြီးတော့နေရာတစ်ခုတည်းတွေးရမယ့်အခြေအနေမျိုးပါ။ Robert Sanchez ကျွန်တော်ပါဖို့ရှိတယ်။နောက်တန်းလေးယောက်နေရာမှာဆိုလို့ရှိရင် James ပါမယ်။တရင်နေရာတော့ Fofana တို့ပါတော့ကကစားနိုင်နေပြီဆိုတဲ့အခါကျတော့ ဝက်စလီဖိုဖန်နာကျွန်တော်တို့ဆန်နာဘက်ကိုပါလာပြီးတော့ဗောနော်ချာလိုပါနဲ့တွဲလာမဲ့ချီနီမျိုးပါသူတပြင်းဟိုတူစီနိုပါတော့ကအဲ့လောက်ထိယုံကြည်ရတဲ့နေရာမှာမပါဘူးဗျာနော်ဆန်ဒလန်နဲ့ပွဲမှာဆိုရင်ခန်စစ်ကတအူးချင်းပြက်တနာကြီးတအားကြုံခဲ့ရတဲ့အခါကျတော့အပြောင်းလဲတော့လှုပ်လိမ့်မယ်လို့ကျွန်တော်ထင်နေပြီနော်ဂူဂရလာပေါ့ကွင်းလေကတော့ကိုင်စီရိုနဲ့အန်ဇိုပဲနံပါတ်10ရူမှာဆိုရင်ဘသူဘသူပါလာမလဲဒီနေရာမှာတခုတော့ရှိရဗောနော်တောင်မန်နှစ်ဖက်မှာတော့နေတူကလုံးဝပါဖို့ရှိတယ်ပြီးတာနဲ့ကျွန်တော်တို့မတိကြတဲ့ဂျူအောပက်ထရူတို့ရရှိတယ်ဂျူအောပက်ထရူက 100%မတည်ကြဘူးဆိုတော့ပြောလို့မရတော့ဒါပေမဲ့လို့ထည့်လာလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ပြီးလို့ရှင်တိုက်စစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒါပါတော့ဘယ်လိုပြောမလဲမဂီယူတို့လိုဈာမားတွေဒါမှမဟုတ်ဆိုလို့ရှိရင်လည်းဂါနာချူတို့လိုတောင်မန်ဈာမားတွေကိုထည့်လာမလားပေါ့ဂျီမီကစ်တင်စ်တို့ဘာတို့ကလည်းရှိနေတော့လေနော်ဒီတော့အန်ဒရီဆန်ဒိုးစ်တို့ဘာတို့ကိုလည်း၃ကောင်၃လာနေတယ်ဒါပါတော့အန်ဇိုကိုနံပါတ်10လို့ကိုပို့ပြီးတော့အန်ဒရီဆန်ဒိုးစ်နဲ့ကျွန်တော်ဒါကိုင်စီတို့ကိုတွဲပြီးတာမျိုးတွေလည်းမြန်နိုင်ကြီးရှိတဲ့အခြေအနေမျိုးပါဆိုတော့ဒါကတော့ Nathan Sloan ရဲ့ possible lineup တွေပေါ့လေဆိုတော့ ဟိုဖောင်မနီကိုကျွန်တော်ကြည့်ရင်စပါးရဲ့နောက်ဆုံးပရီးမီးယားလိပွဲစဉ်6ပွဲကိုကျွန်တော်ကြည့်တဲ့အခါ3ပွဲအနိုင်ရထားပါတယ်3ပွဲအနိုင်ရထားတဲ့2ပွဲတည်ကြီးကြားထားပြီးတော့2ပွဲရှုံးနေထားပါတယ်အဲဒါမှမဟုတ်ပြိုင်ပွဲစုံကတော့စကားပြောတယ်ပြိုင်ပွဲစုံမှာဆိုရင်စပါးဟာနောက်ဆုံး6ပွဲမှာကျွန်တော်2ပွဲပဲအနိုင်ရထားပါတယ်နှစ်ပွဲတည်ကြီးကြပြီးတော့နှစ်ပွဲရှုံးနေထားပါတယ်။ Chelsea ရဲ့ဘက်ကတော့ Premier League နောက်ဆုံး၅ပွဲမှာတော်တော်ကိုတိုင်ပတ်ပါတယ်။ Premier League တည်တန်းကစပါအ Chelsea ကတော်တော်တိုင်ပတ်ထားတာ Chelsea နဲ့ Premier League နောက်ဆုံး၅ပွဲမှာသူတို့နိုင်ထားတာ၂ပွဲပဲရှိပါတယ်။เนาะနောက်ဆုံး၆ပွဲမှာ sorry နောက်ဆုံး၆ပွဲမှာ၂ပွဲပဲသူတို့နိုင်ထားတယ်။၃ပွဲထိရှုံးနေထားပြီးတော့၁ပွဲတည်ကြထားတယ်။ဒါပေမဲ့လို့အဲ့ဒီဇက်တိုက်ကျွန်တော်တို့ Chelsea ရဲ့ဒီ shape ကာလာတွေမှာဇက်တိုက်ဆိုလို့ရှုံးခဲ့တဲ့ပွဲစဉ်တွေကျွန်တော်ရှိတယ်ပေါ့နော်။ဒါပေမဲ့အခုလက်ရှိကတော့ပြိုင်ပွဲဆုံးမှာအချိန်ကြီးပြန်ကောင်းနေပြီ Chelsea က Sunderland ကိုရှုံးနေခဲ့တဲ့ပွဲကလွင်းရင် so Chelsea အနေနဲ့ Champions League Premier League ကျွန်တော်ဒီ EFN Cup ပြိုင်ပွဲ၃ခုကိုကျွန်တော်ကြည့်မယ်ဆိုရင်နောက်ဆုံး၆ပွဲမှာ Chelsea ဟာ၅ပွဲထိအနိုင်ရထားပါတယ်။ ၅ဘွဲ့ထိအနိုင်ရတာပြီးတော့တပွဲပဲရှုံးနေထားတယ်ဆန်ဒလန်ကိုပရီးမီးယားလိမှာအိမ်ဝင်းမှာရှုံးနေတဲ့ပွဲပါဆိုတော့ Chelsea ကပြိုင်ပွဲဆုံးဆိုတဲ့နေရာမှာခုနကပြောလိုပဲကျွန်တော် Wolverhampton နဲ့ EFN Cup တွေကျွန်တော်ရှိမယ် Champions League မှာ Benfica တို့လိုအသင်းမျိုးတွေကျွန်တော်ရှိမယ်ဆိုတော့ဟိုပြောရပြီးလို့ရှိရင်ပြောရမယ်ဆိုရင်ညဘယ်လိုပြောမလဲ Chelsea နေနဲ့ Champions League တွေမှာသူတို့9တင်းတဲ့အသင်းတွေကိုနိုင်နေတယ်ဆိုတာပဲဒါပေမဲ့လို့ပရီးမီးယားလိမှာတော့မဟုတ်ဘူးမနော်ပရီးမီးယားလိမှာ Sunderland တို့ဘာလို့ပုံစံကောင်းနေပြနေတဲ့အသင်းတွေကိုသူတို့တွေရှုံးနေကြတာမျိုးတွေ ခန်စစ်ကအရင်စကားပြောတာမျိုးတွေကတော်တော်လေးတိုင်ပက်ပါတယ်ဆိုတော့ဒါကအတင်းနှစ်တင်းစလုံးရဲ့ form လေးဒီနေရာမှာဟိုစပားအနေနဲ့ပေါ့နော်စပားအနေနဲ့အင်ရှင်လေးဖြစ်တယ်ဆိုတော့ Chelsea ကိုအနိုင်ယူနိုင်ပါမလားတခုတော့ရှိရပြသေးလားစပားဟာတကယ်တော့ဂျင်းနဲ့ဆရာကောင်းတဲ့ performance တွေကပြမနေဘူးတွေးကြည့်ရရင်လေနော်ဂျင်းနဲ့ဆရာကောင်းလောက်တဲ့ performance တွေပြထားနေတာဒီမရှိဘူးဒါပေမဲ့လို့ဇရားကိုကျွန်တော်ကြည့်တော့လေဘောင်းမြန်ဖြစ်နေတယ်အာမင်းပြောတော့သိရမလားအချီနီမကောင်းဘူးဆိုဇရားမှာအဆင့်၃မှာလာပေါ့အဲ့လိုမျိုးဖြစ်နေတာ ဒါဇယားကိုကျွန်တော်ကြည့်မယ်ဆိုရင်နော်မင်းစပားကအချီနီအချီနီကောင်းနေတာပေါ့ဒါပေမဲ့တကယ်တကယ်ကျွန်တော်ကြည့်တဲ့အခါတိုင်ပတ်တာတွေကသူတို့များနေတယ်စီမွန်စတို့ဘာလို့ဆိုလို့ရှိရင်လည်းလုံးဝကောင်းတဲ့ performance တွေမပြနိုင်ဘူးအဲပြီးလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဂိုးသွင်းတာတွေကိုကျွန်တော်ကြည့်တော့လေဘယ်လိုပြောရမလဲကောတောင်းကန်ဘောကနေခေါင်းတိုက်တယ် set piece တွေဆိုတဲ့အလုံးတွေကိုကျွန်တော်ဖြစ်နေတယ်ဒါကြောင့်ဟိုဖြောင်းမြန်ဖြစ်နေတယ်ပေါ့နော်ဟိုစပားရဲ့အနေထားကအဲဒါပေမဲ့လည်းသူတို့ premier league မှာတော့အတိုင်းအတာတစ်ခုတွေအချီနီကောင်းထားပါတယ် ်ချယ်ဆီဘက်ကကျွန်တော်တို့ကြည့်တော့ကျတော့လေနောက်ဆုံးပွဲစဉ်တွေတော့ဇက်တိုက်တွေနိုင်နေတာပဲဒါပေမဲ့လေလို့ပရီးမီးယားလိမှာကျွန်တော်တို့သူတွေကတိုင်ပတ်သွားပြန်ရောဆိုတော့ဆန်နလန်ကိုအိမ်ခွင့်မှာရှုံးနေခဲ့တာမျိုးကတော့ကိုစိတ်ပျက်ဖို့ကောင်းပါတယ်ချယ်ဆီတွေကနော်ပိုပိုဆိုတာတကူကနောက်တစ်ခုကချယ်ဆီစာမားတွေက discipline တော်တော်အားနေပါတယ်စီကံပိုင်းဆိုင်ရာဒါအားနေပြီးတော့ကွင်းထဲမှာဖြစ်တယ်လို့ပြုမှုနေကြတာတွေကအသင်းပေါ်မှာတအားကိုထိခိုက်တာဒီပွဲမှာတရားရော့သွားလို့ပြဿနာမရှိခဲ့ဘူးဆိုရင်တော့အိုက်ပွဲရဲ့နောက်ဆက်တွဲကတော်တော်တိုင်ပတ်တယ်အခုကျွန်တော်နေတဲ့ဒီလက်ပြည့်အနေထားကိုကျွန်တော်ကြည့်ပေါ့ ။ဥပဟန်နဲ့နှက်ပွဲမှာတော့တယောက်ထုတ်ခံနေရတာပဲ။ဒါပေမဲ့အဲ့ဒီပွဲစဉ်ကပြဿနာမရှိခဲ့ဘူး။အေးအဲ့ဒီပြဿနာကနောက်ဆက်တွဲအဖြစ်ကျွန်တော်စပါးနဲ့ပွဲစဉ်မှာပြဿနာလာတက်တာ။ရန်တေကိုလိုမူဝါနီဆိုတာမျိုးကဘာမှမဟုတ်သေးဘူးအနေထားကဆိုတော့ဒီလက်ကိုပဲအားကိုးရမှာဒီလိုပွဲမျိုးမှာ။ဒါပေမဲ့ဒီလက်ကတုံးလို့မရတော့ဘူး။ဒါကြောင့်မာရက်စကာကတော်တော်ဒေါသထွက်တာအဲ့ဒီဥပဟန်နဲ့နှက်ပွဲအပြီးမှာဒီလက်ရဲ့ဒီစီဒီဘယ်လိုရောမလဲ။ဟို awareness အားနည်းမှုပေါ့နော်ဟိုဖြစ်တယ်လို့ကန်တာတွေကိုယ့်အတွက်ကိုပဲကြည့်ကန်တာတွေဆိုပြီးတော့သူပြောထားခဲ့တာတော်တော်လေးစိတ်ပြည့်စရာကောင်းပါတယ်ဆိုတော့ခြုံပြောရရင် နှစ်သင်းစလုံးကတော့ဗောနော်ဒါဘီပြိုင်ပွဲဖြစ်တဲ့အတွက်ဘယ်အသင်းကမှတော့ပို့ပေါ်တယ်နဲ့ကစားလာမှာတော့မဟုတ်ဘူးနောက်တစ်ခုကအင်ရှင်ဖြစ်တဲ့စပါစပါကလည်းအင်ရှင်ဆိုပေမဲ့လည်းလူပြားသေးလားသူတို့တွေအိမ်ဝင်းမှာရှုံနေကြတဲ့ပွဲစဉ်တွေပါရှိထားတာနော်နောက်ပိုင်းမှာမှသူတို့တွေကဟိုအေဗာတန်ကိုနိုင်ထားတာမျိုးတွေနိုင်တဲ့ပွဲကလည်းခေါင်းတိုက်ကိုတွေပါရင်နဲ့၃လုံးစလုံးသူတို့နိုင်ထားတာဆိုတော့နိုင်ပွဲတွေကတကယ်တချို့နိုင်ပွဲတွေကဗောနော်အဖြစ်ပြက်အမှန်ကိုပြသနေနိုင်မှုတွေကျွန်တော်မရှိဘူးချက်ဆီတို့ချန်စ်မရှိဘူးတော့မဟုတ်ဘူးချက်ဆီဟာလောလောဆယ်ကျွန်တော်ကြည့် စပါးထဲပူပြီးတော့ကောင်းနေတဲ့အရာဘာမှတိတ်မရှိတဲ့အနေအထားမျိုးတကယ်တမ်းချယ်ဆီဘက်ကစိတ်ပူစရာကောင်းတာကမာရက်စကာရဲ့စစ်စတန်ဒီဘလော့ကောင်းပါတယ်ပြောပြောပြိုင်ဘက်ကိုချင်းခဲ့တဲ့ပုံစံတွေဘလော့ကောင်းပါတယ်ပြောပြောကစားသမားအားနည်းမှုတွေကတအားကိုစကားပြောပါတယ်ကွင်းလယ်ပဲလူအပ်ချက်မရှိတာကွင်းလယ်ကဘောလုံးရုပ်တရက်ပြတ်သွားပြီဆိုတာနဲ့ခန်းစစ်မှာဘာပရိုတက်ရှင်မှမရှိတော့ဘူးဗောနော်ခန်းစစ်မှာဆိုလို့ရှင်ကစားသမားတွေကိုကျွန်တော်ချီတော်လဲ ထပ်ပါတော့ဗျာတချို့တချို့အရာတွေကကျတော့ကစားမားတွေရဲ့ကိုပိုင်ဆုံးဖြတ်ချက်တွေနဲ့ကျွန်တော်တွားတဲ့အရာမျိုးတွေဒါတွေကိုအားနည်းခဲ့မယ်ကစားမား quality တွေအများကြီးစကားပြောခဲ့မယ်ဆိုလို့ရှိရင်စိတ်ပျက်စရာကျွန်တော်ဖြစ်မှာဆိုတော့ဒီပွဲက Chelsea ဘက်ကအနီးကပ်တွေပါတွေထိခဲ့မယ်ဆိုရင်တော့ရက်လက်တွေကရှုံကုန်ရှုံနိုင်တယ်ဆိုတော့ပုံတွေပြောလို့မရတဲ့ clarity တကူတွေ့တဲ့ချိန်မျိုးမှာကျွန်တော်ကတော့ဘယ်အသင်းမှ clean sheet ယူနိုင်မယ်မထင်ဘူးစပါးရဲ့ဘက်ကလည်းဒီ Premier League မှာခန်းစစ်ကောင်းနေတယ်သို့တော်လည်းပဲ clean sheet ယူနိုင်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ဒီပွဲကတော့1-1တို့တော့ပဲတွားအောင်မယ်လို့ကျွန်တော်ထင်တယ် ်ချယ်ဆီဘက်ကစီကံပိုင်းအားနေလို့ကစားမတွေတိုင်ပက်လို့အနီးကပ်ဒီဝါတွေထိခဲ့မယ်ဆိုရင်တော့စပါတွေချန့်စီတယ်လို့ကျွန်တော်ထင်တယ်။တေချာတာတကူကတော့သောမတ်ဖရန့်ရဲ့လက်အောက်မှာဆက်ပီးစ်တွေကတအားစကားပြောလာတယ်။အရင်လဲကျွန်တော်ခန်းစစ်ကကြစ်လက်လာတဲ့စပါမှာဆိုတော့ဒါတွေကချယ်ဆီကိုကောင်းကောင်းဒုက္ခပေးနေတဲ့အရာတွေပါ။ဒါပေမဲ့လည်းလို့ပေါ့နော်။ချယ်ဆီဘက်ကရောဘာလုပ်နိုင်မလဲ။ဒီကြတာတခုကတော့ Chelsea ဘက်မှာဆိုလို့ချင်းတချို့ကစားမားတွေက first line နဲ့နေရာတွေမှာနေရာရဖို့အတွက်ကပွဲထွက်လာဖို့အတွက်ကအာမခံခြင်းမရှိဘူး အင်ဂျူရီပြဿနာတွေလုံးလုံးကင်းနေတာမျိုးမဟုတ်တော့အဲ့ဒီကစားမားတွေကပြန်ပါနိုင်မယ်တေချာပေါက်အချိန်ကြီးကောင်းနိုင်မယ်ဆိုရင်တော့ chance တွေကရှိတယ်လို့ပြောလို့ရတယ်တော့ကျွန်တော်တို့ကျွန်တော်တို့ဒီစပါးရဲ့ကွင်းမှာတော့အနည်းဆုံးတော့စပါးကတည်ရခန့်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်မာရက်စကာအတွက်ကျွန်တော်တို့ဘယ်တော့ Uber Handan ကို9အပီးမှာ Everton ကိုကျွန်တော် Premier League sorry ပါလေဒီ Sunderland ကိုအိမ်ကွင်းမှာရှုံးအပီးမှာ Chelsea ကအနိုင်ပြင်ပြီးတော့ယူပြနိုင်မှုကျွန်တော်လိုပါတယ်မာရက်စကာနဲ့ Chelsea ကစားမားတွေလုံနိုင်ပါမလားညီကတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတင်ပါတယ်